ိုင်းဒေးလီကြည့်ရှုသူဓမ္မမိတ်ဆွေသူတော်စီအပေါင်းလို့ရှင်ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းအကြောင်းအရာကတော့တွန်ဒေးတွင်စေရီတော်တစ်တီချင်း90ရာခိုင်နှုန်းပြီးမြောက်အောင်မြင်နေတဲ့သတင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ကျန်းကနိုင်ဒေသကြီးတွန်ဒေးခရိုင်တွန်ဒေးမြို့နယ်ရှမ်းစုကြည်ကျေးရွာတွန်ဒေးသိန်းသန်စားတီရှိစူတောင်းပြေအရဟံတိတ်တီအောင်စေရီတော်မြတ်ကြီးတွင် ဇေယျတော်တည်တည်ခြင်း90%ခိုင်နှုန်းပြီးမြောက်အောင်မြင်ခဲ့ကြောင်းအကျိုးတော်ဆောင်အဖွဲ့ထံကသိရပါတယ်အဆိုပါစူတောင်းပြည့်အရဟံတိတ်တိအောင်ဇေယျတော်မြတ်ကြီးတွင်82ရက်ကြာဇေယျတော်တည်တည်ခြင်းကိုစတင်ပါလ15ရက်နေ့မှစတင်ခဲ့ပြီးစူတောင်းပြည့်အရဟံတိတ်တိအောင်ဇေယျတော်မြတ်ကြီး၌ဇေယျတော်တည်တည်ခြင်းကို900သသမီများစုပေါင်း၍တည်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ် လက်ရှိစေရီတော်သစ်တိဆောက်ရာတွင် လိုအပ်လျက်ရှိတဲ့ဗီလက်မြေအုပ်သေးကြောက်များလဲခொနည်းသားသမီးများစုပေါင်းပါဝင်လှူဒန်းနိုင်ပါကြောင်းနိဗ္ဗာန်အကျိုးမျှော်လို့နှိုးဆော်တိုက်တွန်းလိုက်ရပါတယ်ရှင်ဖျားစီရီတရားချင်း အကျိုးမှာစီရီဟောင်းကို ပြုပြင်သောဘဝမှာကွယ်လွန်ပြီးနောက်တောင်ရင်သာနှစ်ပြည်၌ဖြစ်ရခြင်း နှစ်ပြည်နိုင်ယူဇနာ60မြင့်ယူဇနာ30ကျဲသောရွှေဖိတ်မှန်ပေါ်ပေါက်ခြင်းဘဝကြီးဘဝငယ်အတွေ့အွေ၌စီစဉ်ဥစ္စာပြည့်စုံခြင်းအလေးရရာတင်းငုပ်စုမထိခိုက်ခြင်းခန္ဓာပေါ်၌အဖူအလုံးမရှိ မပေါ်ပေါက်ခြင်းလူဘဝနတ်ဘဝနှမျိုး၌သာကျင်လည်ရခြင်း ဘဝဆက်တိုင်းရွှေရစင်းရှိခြင်းမနစ်ဖွယ်ရများကို မတွေးရနှစ်သက်ဖွယ်ရများကိုသာ တွေးရခြင်းစိတ်စင်ကြယ်ပြီးတည်ကြည်ခြင်းတထိုင်တည်းဖြင့်အရဟံမဖို့သို့ဆက်ရောက်ခြင်းယဟန္တာဖြစ်ခြင်း အစာရှိတဲ့အကျိုးကျေးဇူးများရရှိနိုင်မှာဖြစ်တာကြောင့်ဓမ္မမိတ်ဆွေသူတော်စင်ပေါင်းတို့အနေနဲ့လည်း ဆူတောင်းပြီးအရဟံတိတ်ထီအောင်ဇေရီတော်မြတ်ကြီးတွင်82ရက်ကြာဇေရီသစ်တရံအတွက်ခொနရသသမီးများပါဝင်လူတန်းနိုင်ပါကြောင်းထက်လောင်းနိဗ္ဗာန်အကျိုးမျှော်လို့နှိုးဆော်လိုက်ရပါတယ်ရှင်။